အားလုံးမင်္ဂလာပါဖို့ဖရန်စီမပြည်လမ်းကျူစွာပါတယ်မနေ့ပြန်တင်းငွေနေ့မှာဆိုရင်ပရီးမီးယားလိကျွန်တော်တို့ဒီပွဲစဉ်တွေဆက်ပြီးတော့ကစားကြမယ်တင်းငွေနေ့မှာဆိုရင်ကျွန်တော်ပရီးမီးယားလိပွဲစဉ်ဖြစ်တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်နဲ့စပိုင်ကျွန်တော်တို့ဒီပွဲစဉ်ရှိတယ်မြောက်လန်တာပွဲစဉ်ရှိတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအပွဲပွဲကြော်မြင်ရောအင်ကာနေ့မှာကျွန်တော်တို့ဒီကစားမယ်ယူနိုက်တက်အဗာဒရန်ပွဲကြော်မှာအားပြောကြည့်အောင်တင်းငွေနေ့ကျွန်တော်တို့ဒီ17နိုင်မှာ17နိုင်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအာဆင်နယ်နဲ့စပိုင်ပွဲစဉ်ရှိတယ် အာဒီပွဲအုပ်ချိမဲ့ဆိုကျွန်တော်ဒီအာဆင်နယ်ကျွန်တော်ဒီအင်ကွင်းမှာဆိုရင်ကစားရမယ်နှစ်သိန်းလုံးအုပ်ချိမဲ့ဆိုရင် ပြောမယ်ဆိုရင်ဒီပွဲစဉ်ကတို့အတွက်အေဂျီရဲ့ပွဲစဉ်နေဖြစ်ကြတယ်ဒီနေရာမှာဆိုရင်အာဆင်နယ်ရောစပါးရောဆိုဒီပွဲမှာဆိုရင်တို့ကပြောမယ်ဆိုရင်နိုင်ရရှိဖို့ရည်ကြီးကြအရေးကြီးကြတယ်အာဆင်နယ်အုပ်ချိမဲ့ဆိုရင်တို့ကကျွန်တော်ဒီအဆင့်တက်မှာဆိုရင်ရောက်နေတယ်အာဒီနေရာမှာအာဆင်နယ်အုပ်ချိမဲ့ဆိုတော့အဆစ်တက်ဆိုရင်မလဲတို့မှာဆိုရင် PR တစ်ခုရှိတယ် ဒီနေရာမှာဆိုရင်ကျွန်တော်စနစ်ကကျွန်တော်ဒီမက်ဆီနဲ့အမှတ်ကွာမှုကိုကြည့်မယ်ဆိုရင်၄မှတ်သာကွာနေတာတွေ့ရတဲ့ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်ပြောမယ်ဆိုရင်သူတို့ကအမှတ်ယူလုံးဝရောလို့ကမရဘူးမက်ဆီအမှတ်ကွာမှုကိုကြည့်မယ်ဆိုရင်အများကြီးကျွန်တော်ဒီရှိမနေဘူးဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်သူတို့မှာဆိုရင်ရောမယ်ဆိုရင် PR ရောမယ်ဆိုရင်ရှိတယ်ဒါအပြင်သူတို့တည်းကျွန်တော်ဒီလူစင်းမှာဆိုရင်ရောမယ်ဆိုရင် injury player တွေရောမယ်ဆိုရင်များနေတယ်အာပြောမယ်နှစ်သိန်းလုံးကိုကြည့်မယ်ဆိုရင် injury player တွေကျွန်တော်ဒီများနေတာတွေ့ရတယ် ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင် နောက်တန်းမှာဆိုရင်သူတို့ရဲ့အာကွေရတော်နဲ့ဖြစ်တဲ့အဲဂါဘီယယ်ကိုကြည့်မယ်ဆိုရင်ပါဝင်နိုင်ခြင်းမရှိဘူးဒီနေရာမှာဆိုရင်သူတို့ရဲ့ကျွန်တော်တို့ဒီအာကွေရဆက်ပြီးနေမှာဆိုရင်ဘသူပြောမယ်ဆိုရင်တောင်းယူမလဲအဲစောင့်ကြည့်ရမယ်ဒါအပြင်တိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဗတ်နယ်လေးပြီးတော့အာဒီယော့ခရက်သူတို့ကြည့်မယ်ဆိုရင်ပြန်ကစားနိုင်ဆိုရင်အာရှိတယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီမတူကီဘာသာကြည့်မယ်ဆိုရင် ပါမလားဆိုတာကကျွန်တော်ဒီစောင့်ကြည့်ရမယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်ဒီဘောမှာဆိုရင်ပြမဲဆိုရင်တို့ကလုံးဝအမှတ်ရတော့ကမရဘူးရှေ့ပြီးကြတဲ့ကျွန်တော်တို့ဒီပွဲစစ်တင်မှာဆိုရင်တို့ကချက်ကဆရာလန်ကိုအာတေတာရရှိခဲ့တဲ့ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်ဒီဘောမှာဆိုရင်အမှတ်လုံးဝအောင်မဲ့ဆိုရင်ရောလို့ကမရဘူးအမှတ်ဆိုရင်၃မှတ်ပြည့် ရာယူတဲ့ပွဲစဉ်ဖြစ်တယ်။ဘာလို့လဲဆိုတော့အောက်ကကျွန်တော်တို့ဒီမှာ City ကိုကြည့်မယ်ဆိုတော့အမှတ်ကိုကြည့်မယ်ဆိုရင်ချင်းမြောင်းလာပြီ။ဒီနေ့အာဆင်နယ်ကိုကြည့်မယ်ဆိုရင်ဒီဘက်မှာဆိုရင်လုံးဝကျွန်တော်တို့အမှတ်ရလောကတော့မရဘူး။ဒီနေရာမှာဆိုရင်ဘက်ကကျွန်တော်တို့ဒီ KPL ဘာနေရာမှာဆိုရင်ဘယ်သူပါမလဲ။အာစောင့်ကြည့်ရမယ်။ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီနောက်တန်းမှာဆိုရင်ဒီဘက်ကကျွန်တော်တို့ကပန်းရှိတယ်။မော်စကိုရရှိတယ်။ဒီနေရာမှာအာဒီတာကိုကြည့်မယ်ဆိုရင်ဘယ်သူကိုတုံးမလဲ။အာကြည့်ရမယ်။အာပြောမယ်ဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ကအခုကသူ့ရဲ့အင်ကွမ်မှာဆိုရင်ကစားမယ်။ ဒါပြင်တစ်ဖက်ကကျွန်တော်ဒီစပါးကိုကြည့်မယ်ဆိုရင်အာဆင်နယ်ကအမဲဆိုရင်ဒေါက်ရှော့တို့ကအမဲဆိုရင်အာနိုင်ထားတဲ့ကျွန်တော်ဒီအသင်ဖြစ်တယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်စပါးကိုအမြဲတမ်းတို့ကအသာစီထွက်တယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်အရှိန်မှာတူတူသိရကျွန်တော်တို့ကစားပုံကိုကြည့်မယ်ဆိုရင်အမဲဆိုရင်ကောင်းပြီဒါဒါပြင်တို့ရဲ့ကျွန်တော်တို့အင်ကွဲမှာဆိုရင်ကစားရမယ်အာနောက်တန်းမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအဂါဗီယာပါဘူးဆိုရင်လည်းတစ်ဖက်ကကျွန်တော်တို့ဒီကေဘိုင်မော်စကွေးယာဝင်ကစားတယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်တို့ကအင်ကွဲမှာဆိုရင်နိုင်ဖို့တကယ်မှခွင့်ရပို့ပြီးတော့များတာတွေ့ရတယ် တစ်ဖက်ကကျွန်တော်တို့ဒီစပါးကိုကြည့်မယ်ဆိုရင်စပါးရဲ့ကျွန်တော်တို့ဒီရလတ်တွေကိုကြည့်မယ်ဆိုရင်တဟားကြီးရောကျွန်တော်တို့ဒီကောင်းနေချေမရှိဘူးစပါးကိုကြည့်မယ်ဆိုပြီးကတဲ့နှစ်ပွဲမှာဆိုရင်ပရီးမီးယားလိမှာဆိုရင်နိုင်ပွဲပြောက်ခဲ့တယ်ဒီနေရာမှာစပါးကိုကြည့်မယ်ဆိုရင်သူတို့ကရောမဲဆိုရင်ဒီပွဲမှာဆိုရင်အနိုင်ရရှိဖို့ရာကလိုအပ်တဲ့ဒါပေမဲ့ရောမဲဆိုရင်သူတို့မှာဆိုရင်ရောမဲဆိုရင်လူရဒန်ရကသမားတော်ဒန်ရကသမားတွေကိုကြည့်မယ်ဆိုရင်တော်တော်လေးကျွန်တော်တို့ဒီများနေတယ်ဒီနေရာမှာသူတို့ကကျွန်တော်တို့ဒီအဆင်နဲ့ကျွန်တော်တို့ဒီအင်ကွဲမှာဆိုရင်ကစားမယ်စပါးကိုကြည့်မယ်ဆိုရင်ရောမဲဆိုရင်အခွင့်အရေးအာရှိပါမလား အဲကြည့်ရမယ်ဒီနေရာမှာဆိုရင်တခုတတိထားမှာကစပောက်ကြည့်မယ်ဆိုရင်တို့ကပရီးမီးယားလိမှာဆိုတာဝေကွင်းမှာဆိုရင်လုံးဝကျွန်တော်တို့ရှင်ပွဲမရှိထားသေးဘူးစပောက်ကကျွန်တော်တို့ပရီးမီးယားလိမှာဆိုရင်တို့အဝေကွင်း၅ပွဲကစားပြီးသွားပြီဒီနေရာမှာဆိုရင်၄ပွဲနိုင်တပွဲသေးရှင်ပွဲလုံးဝအောင်မယ်ဆိုရင်ရှိမထားဘူးဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ကျွန်တော်တို့အင်ကွင်းမှာဆိုရင်ဒုက္ခပေးနိုင်မလားအာကြည့်ရမယ်နှစ်သိန်းလောက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီအာဆင်နယ်ကကျွန်တော်တို့ဒီအာပြောမယ်ဆိုရင် သူတို့အေကောမဆိုရင်ကစားမယ်ဒီနေရာမှာသူတို့ကြည့်မယ်ဆိုရင်အခွင့်အရေးအဖြစ်ကြည့်မယ်ဆိုရင်ပို့ပြီးတော့များတယ်ဒါပေမဲ့တစ်ခါကကျွန်တော်တို့ဒီစပောက်ကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ကျွန်တော်တို့အဝေးကဆောင်ရအဖြစ်ကြည့်မယ်ဆိုရင်တော်တော်လေးကျွန်တော်တို့ကောင်းနေတာတွေ့ရတယ်ဒီနေရာမှာဆိုရင်ဘယ်သူရောမယ်ဆိုရင်အသားစီသွားမလဲအဆောင်ကြည့်ရမယ်ကျွန်တော်ရဲ့ရောမယ်ဆိုရင်အမြင်ရောမယ်ဆိုရင်ဒီဘက်မှာဆိုရင်အာဆင်နယ်ကနိုင်ဖို့တကယ်မှအခွင့်အရေးပိုများတယ်လို့ကျွန်တော်လည်းမြင်မိတယ်ဒါပေမဲ့ရောမယ်ဆိုရင်ပွဲအတွင်းမှာဆိုရင်ရောမယ်ဆိုရင်စောင့်ကြည့်ရမယ်ဒီနေရာမှာဆိုရင်ဘယ်သူအသားစီသွားမလဲအာကြည့်ရမယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်နိုင်ပွဲရောမယ်ဆိုရင်ယူပြီးတော့ အဆင့်တင်ပါအောင်မယ်ဆိုရင် AC ဆက်ပြီးနေမလားဘာမို့ထွက်ကကျွန်တော်ဒီစပါးကိုကြည့်မယ်ဆိုရင်နိုင်ွယ်ပြန်ရှာမလားအဲကြည့်ရမယ်ဒီဘောကိုကြည့်မယ်ဆိုရင်တင်းကုနေည7နိုင်မှာကစားမယ်ကျွန်တော်ဒီအာဆင်နယ်ကျွန်တော်ဒီအကွင့်မှာဆိုရင်ကစားမယ်နောက်တော့ဘွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီအင်္ဂလိပ်မနက်ခင်းမှာကစားမယ်တစ်ဖက်က United အပါတန်ရဲ့ဘွဲစင်ဖြစ်တဲ့အာဒီဘွဲကိုကြည့်မယ်ဆိုရင်ကျွန်တော် United ရဲ့အထုမှာဆိုရင်သူတို့ကကစားမယ်အချင်းကိုကြည့်မယ်ဆိုရင်အာအင်္ဂလိပ်မနက်ခင်းတနအိုက်ကွင့်မှာဆိုရင်ကစားမယ် United ကိုကြည့်မယ်ဆိုရင်ပြောမယ်ဆိုရင်သူတို့ကအဲ့ဒီပွဲစဉ်ကိုအတန်ရရှိဖို့ရာကတော့လိုအပ်တယ်။အ United ကိုကြည့်မယ်ဆိုရင်သူပရီးမီးယားလိမှာဆိုရင်တပွဲဆက်တိုက်တည်ကြခဲ့တယ်၊နိုင်ပွဲပြောက်ခဲ့တယ်။ဒီနေ့မှာ United ကိုကြည့်မယ်ဆိုရင်ဒီပွဲမှာဆိုရင်အတန်ရရှိဖို့ရာအမဲဆိုရင်လိုအပ်တဲ့အာဘက်ကကျွန်တော်တို့ဒီ Everton ကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ကျွန်တော်တို့ဒီခြေစွဲဖက်ကြည့်မယ်ဆိုရင်တဟားချီတော့ငိမ့်မနေဘူး။ပြီးကြတဲ့ငါဘွဲငါဘွဲအတွင်းမှာဆိုရင် Everton ကိုကြည့်မယ်ဆိုရင်နှစ်ပွဲနိုင်နှစ်ပွဲရှုံးပြီးတော့တပွဲသေးကြတာလေ။ဒီ Everton ကိုကြည့်မယ်ဆိုရင်ရောမယ်ဆိုရင်ခြေမငြိမ်ဘူးလို့ အာပြောလို့ရတယ်။ United ကိုကြည့်မယ်ဆိုရင်ဒီဘက်မှာဆိုရင်ပြောမယ်ဆိုရင်သူတို့ကနိုင်ဖို့ရကတကယ်မှအရေးကြီးတယ်။ဒီနေရာမှာသူတို့ရဲ့ကျွန်တော်တို့ဒီခန်းစစ်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီစိတ်ပူစရာကောင်းတယ်။ခန်းစစ်ကိုကြည့်မယ်ဆိုရင်ပြောမယ်ဆိုရင်ပေးကိုတွေပြန်ပြီးတော့များလာတယ်။ဒီနေရာမှာဆုံးကစားတဲ့ကျွန်တော်တို့ဒီ၃ပွဲမှာဆိုရင်သူတို့တင်းရဲ့နောက်တန်းကပေးကောက6ကိုးတွေရှိကြတယ်။ပြောမယ်ဆိုရင်တပွဲ2ကိုးလုံးပေးနေရတယ်။နောက်တန်းကိုကြည့်မယ်ဆိုရင်အမဲဆိုရင်သူတို့ကကျွန်တော်ဒီဘက်မှာဆိုရင်တကယ်မှအယုံဆိုင်ပြီးတော့ကစားမယ်သူတို့တင်းရဲ့နောက်တန်းကိုကြည့်မယ်ဆိုရင် ပေးကိုရတကယ်မှအ များနေပြီဒီနေရာမှာဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီ Everton ကိုဒီဘက်မှာဆိုရင်သူတို့က MS တွေအနိုင်ရရှိဖို့ຢာကတော့လိုအပ်တယ်ဒီနေရာမှာဆိုရင်နောက်တစ်ကိုကြည့်မယ်ဆိုရင် MS တွေဒီဘက်ကကျွန်တော်အနေနဲ့နိုင်မယ်လို့တော့မြင်မိတယ်ဒီနေရာမှာဆိုရင်နောက်တစ်ကိုကြည့်မယ်ဆိုသူတို့ကကျွန်တော်အင်ကွင်းမှာဆိုရင်ကစားပဲဒါပြီသူတို့သိရင်ကျွန်တော်တို့ကစားပုံကိုကြည့်မယ်ဆိုတာဟာချင်းနေတာမျိုးတော့မရှိဘူးအာပြီးတော့ကျွန်တော်မှတ်တမ်းအဖြစ်ကြည့်မယ်ဆိုရင်သူကတကယ်မှကောင်းတာတွေ့ရတယ်ဒီနောက်တစ်ခုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Everton ကိုသူတို့ကတော့တော့တော့73တော့73တဲ့အနောက်ပိုင်းကတည်းကအိမ်ကွင်းမှာဆိုရင်လုံးဝအမဆွေမရှုံးတော့ဘူးဒီနေရာမှာဆိုရင် ယူနိုက်တက်ကိုကြည့်မယ်ဆိုရင်အင်ဂွန်းအာတာချေဆိုရင်ရှိတယ်ဒါကပြီးမှတ်တမ်းဖြစ်ကြည့်မယ်ဆိုတကယ်မှကျွန်တော်တို့ဒီကောင်းထားတယ်ယူနိုက်တက်ကိုကြည့်မယ်ဆိုရင်အင်ဂွန်းမှဆိုရင်အမဲဆိုရင်တို့ကအလိုင်းနေတကယ်မှကျွန်တော်တို့အခွင့်အရေးများတယ်ဒီနေရာမှာဆိုရင်နိုင်ငံပြန်ရှာနိုင်မလားအဲစောင့်ကြည့်ရမယ်ဒီဘွားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အင်ဂွန်းဘာလို့ဆိုတာအင်ဂွန်းလေးကျွန်တော်တို့ဒီနိုက်တက်ကိုမှကျွန်တော်တို့ဒီကစားမယ်ဆိုတော့ကျွန်တော်တို့ဒီအလုံးမတလောက်ပဲကျွန်တော်တို့ဒီကောင်းတော်လေးပါစေရှင်ဖြစ်တော့